မင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကကိုရမတို့လေ့လာသင်ယူရဲဆိုတဲ့အခါမှာအသုံးပြုတဲ့ steady learn အဲ့ဒီခုရဲ့ကွန်ပြတ်ချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။ Okay အဲ့တော့အရင်ဆုံးကျွန်တော်တို့ steady Okay steady ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့လေ့လာသင်ယူတာပေါ့နော်။သူကကျတော့ဘူလဲဆိုတော့ကျွန်တော်တို့အတိညာဘဟုတုတ္တ now skill ကျွမ်းကျင်မှုတွေပေါ့နော်ရရှိဖို့အတွက်ကျွန်တော်တို့ လေးလာတည်ယူနေတာပေါ့ဥမာလက်တွေ့လက်ချင်းကနေလုံနေတယ်လေးလာတည်ယူနေတယ်ပေါ့အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ကကိုရမတို့ study ကိုသုံးနေပေါ့နော်ဥမာအဖြစ်ဆိုလို့ရှိရင် I study English every evening ဟာညနေခင်းတိုင်းငါအင်္ဂလိပ်စာကိုလေ့လာတယ် Okay နော်နောက်တစ်ခုကကြတော့ learn learn မှာကြတော့ဗာလဲဆိုတော့သူကကြတော့လေအဲ့လိုလေ့လာတည်ယူပြီးတော့ရရှိလာတဲ့ရလတ်ပေါ့လေ့လာတည်ယူပြီးတော့ကျွန်တော်ခုနလိုစာဖတ်ခြင်းဖြစ်ဖြစ်တနက်တက်ခြင်းဖြစ်ဖြစ်တစ်ခုခုနဲ့ပေါ့နော်လေ့လာတည်ယူပြီးတော့ရလာတဲ့ရလတ် လေးလာသိရင်မှုပေါ့နော်ရလက်ပေါ့အဲ့ဒီပုံစံမှာကျွန်တော်တို့ကဒါ learn ကိုအသုံးပြုတယ်ပေါ့နော်ဥပမာအဖြစ်ဆိုလို့ရှိရင် I learned how to speak English after practicing for months ငါလာပေါင်းများစွာလေးလာလေ့ကျင့်ပြီးတော့ပေါ့နော်လေ့ကျင့်ပြီးတော့ငါကအင်္ဂလိပ်စာကိုဘယ်လိုစကားအင်္ဂလိပ်စကားဘယ်လိုပြောရလဲဆိုတာကိုငါလေ့လာခဲ့တာပါတဲ့ Okay အဲ့ကျွန်တော်ကိုယ်တော်အားလုံးရှင်းသွားပြီထင်ပါတယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှင့်